ကျဲဥတလုံးထဲမှာအနှစ်နှလုံးပါတာက စိတ်ဝင်စားစရာကောင်းတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးအောက်ပါအကြောင်းရင်းတွေကြောင့်ဖြစ်လေရှိပါတယ်။ဒါဟာကျဲဥဖောက်ပြန်တာဒါမှမဟုတ်ကျဲမကကျမရေးမကောင်းလို့ဖြစ်တာမျိုးမဟုတ်ပါဘူး။အဓိကအကြောင်းရင်းကတော့ကျဲမရဲ့မျိုးပွားစနစ်မှာအချိန်ကြိုက်လွဲမှားမှုလေးတစ်ခုဖြစ်သွားတာကြောင့်ပါ။ပုံမှန်အားဖြင့်ကျမတကောင်ရဲ့မျိုးဥအိမ်ကနေမျိုးဥ ကြက်ဦးနှစ်တလုံးကိုတနေ့တာရဲ့သမတ်အချိန်တစ်ခုမှာထုတ်လွတ်ပါတယ်။ဒါပေမဲ့တခါတလေမှာမျိုးဦးအိမ်ကနေမျိုးဦးနှလုံးကို အချိန်တိုအတွင်းဥပမာတနာရီအတွင်းဇက်တိုက်ထုတ်လွတ်လိုက်ပါတယ်။အဲ့ဒီလိုဇက်တိုက်ကြွေကြလာတဲ့မျိုးဦးအနှစ်နှလုံးဟာမျိုးဥပြုံထဲမှာအတူတူဆက်သွားပြီးနောက်ဆုံးမှာအခွန်တစ်ခုတည်းကအဲ့ဒီအနှစ်နှလုံးကို ဖုံးအုပ်သွားတဲ့အခါအနှစ်နှလုံးပါတဲ့ကြက်ဥဖြစ်လာတာပါပဲ။ ဒါဟာလူတွေမှာအမှားဘူးငွေးဖွာတာနဲ့သဘောတရားချင်းစင်တူပါတယ်။ဥစုရဲ့ကြက်ပြူတွေရဲ့မျိုးပွားစနစ်ကအသားမကျသေးတဲ့အတွက်ဟော်မုန်းစနစ်တွေမတည်ငြိမ်သေးပဲအခုလိုအနှစ်နှစ်လုံးပါတဲ့ဥတွေဥတက်ပါတယ်။ဥဥချင်းရဲ့နားခံနီးကြက်မိုးတွေမှာလည်းမျိုးပွားစနစ်ပုံမှန်အလုံးမလုံးတော့တဲ့အတွက်ဖြစ်တတ်ပါတယ်။အသားတိုးကြက်လိုမျိုးစိတ်အကြီးစားကြက်မတွေမှာလည်းဒီလိုဥတွေဥဖို့မျိုးရိုးဗီဇအရခွင်လန်းပုံများပါတယ်။ စားသုံးရန်အတွက်လုံးဝဘေးကင်းပါတယ်ပုံမှန်ချက်ဥတွေလိုပဲစားသုံးနိုင်ပါတယ်အရသာနဲ့အာဟာရတလည်းဘာမှမကွာခြားပါဘူးတချို့ယဉ်ကျေးမှုတွေမှာအနှစ်နှစ်လုံးပါတယ်ကျဲဥကိုကံကောင်းခြင်းရဲ့တင်ဂေတအဖြစ်မှတ်ယူကြပါသေးတယ်အနှစ်နှစ်လုံးပါတဲ့ဥကနေကျက်ပေါက်ဖူးကတော့အလွန်ရှားပါးပါတယ်အခွန်တစ်ခုရဲထဲမှာကျက်ကလေးနှစ်ကောင်အတွက် ရှင်သန်ကြီးထွားဖို့နေရာနဲ့အောက်ဆီဂျင်အာဟာရမလုံလောက်တာကြောင့်ကျက်ပေါက်အောင်မြင်လေးမရှိပါဘူး ကျက်ဥတလုံးထဲမှာအနှစ်3-4လုံးလဲရှိပါတယ်ခမရဒါပေမဲ့အလွန်အလွန်ကို ရှားပါပါတယ်အနှစ်နှစ်လုံးပါတဲ့ဥကိုကျက်ဥအလုံးတစ်ထောင်မှာတလုံးတွေ့နိုင်တယ်လို့ခန့်မှန်းကြပါတယ်အနှစ်3လုံးပါတဲ့ဥကတော့ကျက်ဥတန်း25တန်းမှာတလုံးလောက်အထိရှားပါတယ်လို့ဆိုကြပါတယ်ဒါကြောင့်လူတယောက်သူ့ဘဝမှာအနှစ်3လုံးပါတဲ့ဥကိုတွေးဖို့ဆိုတာမဖြစ်နိုင်တလို့ပါပဲ အနှစ်သုံးလုံးထက်ပိုများတာကအလွန်ရှားပါပေမဲ့မှတ်တမ်းတွေရရှိပါတယ်။အနှစ်လေးလုံးပါတဲ့ဥတွေကိုလည်းမှတ်တမ်းတင်ထားဘူးပါတယ်။ Genie War Record မှတ်တမ်းအရ1982ခုနှစ်အမေရိကန်နိုင်ငံမှာကြက်ဥတလုံးထဲမှာအနှစ်၉လုံးပါဝင်ခဲ့ဘူးတယ်လို့မှတ်တမ်းတင်ထားပါတယ်။အချို့အားဖြင့်ဆိုရရင်အနှစ်သုံးလုံးပါတဲ့ဦးဟာသဘာဝရဲ့အလွန်မင်းရှားပါတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး တွေးရှိခဲ့ရင်တော့ အလွန်ကံကောင်းတယ်လို့ဆိုနိုင်ပါ रे ခင်ဗျာ။